အာနာသိမ့်မီရဲ့နောက်စစ်တပ်ကမတရားဖမ်းဆီးအကျဉ်းချထားသူတွေကလွေရက်နီးကပ်လာတဲ့နိုင်ငံရေးအကျဉ်းသားတချို့ကိုဒီဇင်ဘာလ၁ရက်နေ့မှာလွှတ်ပေးလိုက်ကြောင်းသိရပါဗျ။အင်းစိန်အိုးဘုံနဲ့ဒါယူအကျဉ်းထောင်တွေအပါအဝင်နိုင်ငံနှန့်ကထောင်၁၁ခုကနိုင်ငံရေးအကျဉ်းသား268ဦးကိုလွှတ်ပေးခဲ့တာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PBNM ကထုတ်ပြန်ထားပါတယ်။အခုပြန်လွတ်မြောက်လာသူတွေထဲမှာ2021ခုနှစ်တည်းကဖမ်းဆီးခံခဲ့ရတဲ့သတင်းစာဆရာဦးစီသူအောင်မြင့်အပါအဝင်နိုင်ငံတော်ကြီးညိုပြက်စေမှုပုံမှန်124ကကြီးအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပါငွေကြေးဆိုင်ရာ ထောက်ပံ့မှုပုံမှန်90ညဖောက်ခွဲမှုပုံမှန်5ရုပ်နဲ့ဖမ်းဆီးခံရသူတွေပါဝင်ပါတယ်။ဒီလိုမျိုးပေါ့နော်အရင်ကတော့9ငါးအပါအဝင်တခြားပုံမှန်တွေနဲ့ကက်ခံထားရတာပေါ့ ဲ့တော့ငါကငါ့ကိုလွဉ်ငိမ့်ပေးလိုက်တဲ့အခါမှာငါကငါ့အတွက်၃နှစ်ကညော့သွားမယ်ပြီးရင်ထောင်ထဲမှာနေစားအလဲဆုံး၂နှစ်ကနေမှဟိုလို၃နှစ်ပေါ့နော်အလဲအဆုံးအလောက်ရှိတဲ့လူတွေပေါ့အလောက်ရှိတဲ့အခါမှာထောင်ရဲ့ဟိုရှော့ရက်တွေအကျိုးခံစားခွင့်တွေနှုတ်လိုက်တဲ့အခါမှာကာလအဖြစ်က၃လအနေမှာဟို၅လဝင်းကျင်ကြလောက်ပဲကြံကြရတယ်ပေါ့နော်အဲ့လိုလူမျိုးတွေကိုဟိုလွတ်ပေးလိုက်တာမျိုးပေါ့နော်စစ်တပ်ဟာသူတို့ရဲ့ရွေးကောက်ပွဲမှာမဲပေးနိုင်စေဖို့ဆိုပြီး ဥမာ905 dash ကာကြီးနဲ့ဖမ်းဆီးထားသူတွေအမှုဖွင့်ထားသူတွေကိုလွှတ်ပေးမယ်လို့နိုဝင်ဘာလ26ရက်နေ့မှာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။နိုင်ငံရေးကျင်းသားများကူညီဆောင်ရှောက်ရေးအသင်း AAPB ရဲ့တွဲဖက်အတွင်းရေးမှူးဥပိုလ်ကြီးကတော့စစ်တပ်ဟာလူရဲစင်ကြီးအကျဉ်းသားတွေကိုအလွတ်ပြကာနိုင်ငံရေးအမျက်ထုတ်နေတာဖြစ်ပြီးတကယ်သာကောင်းမွန်တဲ့ဆန္ဒရှိခဲ့ရင်ခေါင်းဆောင်ပိုင်းတွေကိုပါလွှတ်တဲ့နယ်လို့မှတ်ချက်ပြပါတယ်။ကျွန်တော်တို့ဒီအကုန်လုံးကတောင်းဆိုနေတာက ဟိုနိုင်ငံတော်သမ္မတကြီးဦးမြင့်ဒေါက်တာဆုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားအလုံးကိုချွင်းချက်မရှိလွှတ်ပေးရမယ်လို့တောင်းဆိုနေတာပါအဲ့တော့ဒါကိုကက်တီဂိုရိုက်ပေါ့နော်သူတို့ကဒီအစင်းစင်းနဲ့ဒီပြုတ်ခန့်နေလူတွေတော့ဒီဟိုလွတ်ခန့်နေလူတွေနဲ့တချို့တွေကိုပဲရွေးပြီးတော့လွှတ်ပေးနေတာကသူတို့တော့လည်းအကျိုးမရှိသလိုနော်ဟိုထောင်ထဲမှာရှိနေတယ်မြန်မာနိုင်ငံရဲ့နိုင်ငံရေးဖြစ်စဉ်တော့လည်းအကျိုးမရှိပါဘူး အဲ့တော့တပတ်တည်းမှာပဲထောင်ထဲမှာလည်းဒီနိုင်ငံရေးကျင်းစားတွေနဲ့ပတ်သက်ပြီးတော့လုံလောက်တဲ့စေဘောကုသခွင့်တော့ဘာလို့လဲပေးနေတာတွေမဟုတ်ဘူး။နောက်နှိမ့်ဆက်ညီမမှုတွေလည်းရှိနေတယ်။ဒါရီကဒီလိုနိုင်ငံရေးကျင်းစားပြုလိုက်ခြင်းအပြင်ဒီလိုထောင်ထောင်ရဲ့အခြေအနေတွေပြုပြင်ပြောင်းလဲသွားတာမျိုးတွေအကောင်းဘက်ကိုပြုပြင်ပြောင်းလဲသွားတာမျိုးတွေဖြစ်မှာမဟုတ်သလိုတကယ်မြန်မာနိုင်ငံမှာအဓိကလိုအပ်နေတဲ့တည်ငြိမ်ရေးမျိုးသက်ပြန်လဲတည်ငြိမ်ရေးငြိမ်းချမ်းရေးဒါရီတို့လည်းအထောက်အကူဖြစ်မှာမဟုတ်ပါဘူး။ စစ်တပ်ဟာနိုင်ငံတော်သမ္မတနဲ့နိုင်ငံတော်ရဲ့တာဝန်ခံပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်တို့ကိုတော့မှုပေါင်းများစွာနဲ့နှစ်ရှည်ထောင်နှံတွေချမှတ်ထားပြီးမြမပြည်သူတွေအပါအဝင်ကဘာကြီးနဲ့ပါဆက်သွယ်ဖြတ်ထားပါဗျ။စစ်တပ်ဟာအာဏာသိမ်း9နှစ်အတွင်းအရက်သားပြည်သူ3000ကျော်ကို မတရားဖမ်းဆီးခဲ့ပြီး၄နှစ်ကျော်တဲ့အထိအဲ့ဒီတဲက2000ကျော်ကိုဖမ်းဆီးချုပ်နှောင်ထားဆဲဖြစ်ပါဗျ။